အသက်ရွယ်ရလာတဲ့အချိန်မှာအင်အားသုံးပြီးတော့စံအိမ်မထမ်းနိုင်တော့ဘဲစံတင်ကားတွေပေါ်မှာစံကွဲလေးတွေကိုလိုက်ကြောကမိသားစုကိုလှုပ်ကြွေးနေတဲ့အဖအဦးအောင်မြင့်အားလုံးမင်းမင်္ဂလာပါဒေဆလီဘယ်ဒီနျူးပေးကနေပြန်လည်ကားကြိုဆိုလိုက်ပါရီအချောင်းလူတွေတဲ့တော့စံကွဲကတံပိုးနေတဲ့အရာလို့ထင်ပေမဲ့လေဦးအောင်မြင့်တို့လိုခြေကန်လူသားတွေတဲ့တော့တံပိုးရှိတဲ့အရာဖြစ်နေပါရီ စံကွေးတွေကကျန်လို့ချက်စားတဲ့သူတွေကမရှိသလောက်ရှားပေမဲ့လည်းစံမွေးနိုင်သူတွေတက်ကတော့စံကွေးကတန်ဖိုးကြီးမားတဲ့ရှားဖြစ်ပါတယ်။ဥအမင်းဆိုတဲ့ဘာကစင်အိုတန်းစိတ်ကမ်းမှာကုံထမ်းရသူတယောက်ဖြစ်ပြီးတော့နေများစွာကုံထမ်းလာခဲ့ပါတယ်။အခုတော့ကုံမထမ်းနိုင်တော့ဘဲအရွယ်ကိုရောက်လာပြီးဖြစ်ပေမယ့်မိသားစုအတွက်တော့ပြန်လည်ကြည့်ရှုနေရဆဲဖြစ်ပါတယ်။ဒါကြောင့်ဥအမင်းကစိတ်ကမ်းကစံကားရီပေါ်မှာစံကဲလေးတွေကိုလိုက်ကျုပ်ပြီးတော့ဘဝကိုရက်တည်နေရသူဖြစ်ပါတယ်။ဥအမင်းကအလုံးလုံးနိုင်တဲ့ရွှေမှာတော့စားနိုင်တောက်နိုင်ခဲ့ပေမယ့်ကုံမထမ်းနိုင်တဲ့အချိန်မှာအခက် တွေ့လာပါရယ်။အိမ်ပြန်တဲ့အချိန်မှာလက်ဗလာနဲ့ပြန်လာရတာကိုလည်းစိတ်မကောင်းဖြစ်လာခဲ့ပါရယ်။မိသားစုရဲ့စာဝတ်နေရေးအတွက်စဉ်းစားရခက်နေတဲ့အချိန်မှာဆန်ကားတွေကဇကွဲတွေကိုကျောပြီးတော့ယူလို့ရကြောင်းခွင့်ပြုပေးလိုက်ပါရယ်။ဆန်ကားတွေကဥအောင်မြင့်တို့လိုစာနာပေးတတ်တာကြောင့်ဥအောင်မြင့်တို့လိုခက်ခဲတဲ့သူတွေအစဉ်ပြေးသွားပါရယ်။ဆန်ကားတွေမှာဆန်အိတ်တွေကိုတင်ချလုပ်တဲ့အခါကားပေါ်မှာဆန်ကွဲတွေကကျန်နေတတ်ပါရယ်။ ဒီကားပေါ်မှာကျန်နေတဲ့စံကွဲတွေကိုဥအောင်မြင့်ကအိမ်လေးနဲ့ထည့်ပြီးတော့လိုက်ကျုံရပါတယ်။ကျုံလို့ရလာတဲ့စံကွဲတွေကိုရက်ွက်ထဲမှာကျက်စာဘဲစာဖြင့်ပြန်ရောင်းရပါတယ်။စံကွဲလေးတွေကိုလိုက်ကျုံပြီးတော့ရောင်းလို့ရတဲ့ဝင်ငွေကတရက်ကို၄၀၀၅၀၀ကျပ်ပြီးတော့များများကျုံနိုင်ရင်တော့ဝင်ငွေပိုရလေးရှိပါတယ်။ ေကဲပိတ်တဲ့ရက်တွေမှာတော့ဆန်ခွဲကျိုးလို့မရတာကြောင့်အဲ့လိုနေတွေမှာဝင်ဝင်မရပါဘူး။ဥရောပမြင်တော်မိသားစုကစားဝတ်နေရေးအရက်ခက်ခဲလာရင်တော့ဒီဆန်ခွဲလေးတွေကိုပဲချက်စားတဲ့အထိဖြစ်သွားတတ်ပါရင်ဆန်ခွဲကိုပြင်းနေချင်းတွေရောင်းပြီးတော့ရလာတဲ့ဝင်ဝင်နဲ့ပဲမိသားစုကိုလှုပ်ကြွေးတရားပါရင်အချို့သောဆန်ကားကြီးတွေကတော့ဆန်ကောင်းတွေကိုလည်းဥရောပမြင်တော်စားလို့ရအောင်ပေးလိုက်ကြပါရင် အများအမြင်မှာတော့ဒီစံကွဲတွေဟာကျက်စာပဲစာလောက်သာထင်ရပေမဲ့လည်းအချို့မိသားစုတွေအတွက်ကတော့တန်ဖိုးရှိနေပါသေး။ခက်ခဲတဲ့ဘဝတွေကပြင်ပလောကမှာတကယ်ရှိပြီးစံကွဲလေးကိုရောင်းပြီးတော့ရက်တည်နေရတဲ့ဘဝဖြစ်ပါသေး။စိတ်ကဲမှာရှိတဲ့ကားတိုင်းကဥအောင်မြင့်ကိုစံကွဲတွေကျုံပေါ်တွေခွင့်ပြုပေးထားပေမယ့်တင်မောတွေကတော့ခွင့်ပြုမပေးထားပါဘူး။ ဘီနားမှာစံအိတ်တွေထန်းနေရင်းနဲ့ကျန်းပြင်ပေါ်ကြတဲ့စံကွဲလေးတွေကိုလိုက်ကျုံနေတဲ့ဥဟာမြင့်ရဲ့ဖြစ်ကတော့မြင်ရသူတွေကိုဝန်းနေစေပါရီ။တာသမိ900အမွေထားပြီးတော့အဖေတယောက်ရဲ့မြေတားကတော့အရန်ကြီးမှာပါရီ။ကျန်းပြင်ပေါ်မှာကြာနေတဲ့စံကွဲလေးတွေကိုအမြန်ကျုံပြီးတော့အိတ်သေးကိုထည့်ရတာကအဖေတယောက်တွေစိတ်ထဲမှာတင်ငယ်မှုကိုခံစားရပါရီ။အိမ်နောက်ကြာတော့တာသမိတွေကမိဘကိုပြန်မကြည့်နိုင်တာကြောင့်ဒီသက်ရွယ်မှာရတဲ့အလုံးနဲ့ရှက်တည်နေရပါရီ အိမ်မှာစာဝတ်နေရေးအစီအပြေအောင်ကားပေါ်မှာကြံခဲ့တဲ့ဆန်ခွဲတွေကိုလိုက်ကြောပြီးရက်တည်နေရတဲ့ဘဝကိုဥအမြင်ကမလို့ရှင်တော့ပေမဲ့လည်းသားသမီးတွေအတွက်အဖေးတယောက်ရဲ့မြတ်တာဖြစ်ပါရည်။ကုန်တန်းရသူတွေကလည်းဆန်အိတ်အိတ်ကိုထမ်းမှရာကနန်းလောက်သာရှားကြသလိုအသက်အရွယ်ကြီးသွားတဲ့ကုန်တန်းသမားတွေရဲ့ဘဝကလည်းမလွယ်ကူပါဘူး။အဘဥအမြင်လည်းစိတ်ကမ်းမှာဆန်အကျိုးချေလေးတွေကိုလိုက်ကောက်စရာမလိုပဲတဲ့အမြန်ဆုံးစိတ်ပြေသွားပါစေလို့ဆုတောင်းပေးလိုက်ပါရည်။ကြည့်ရှုပါပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်။နောက်နေ့တွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။